တမတော်ချင်းများပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လွမ်းဝေပါ9ရက်3လ2025ရက်နေ့ရက်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဟုတ်ပထမဦးဆုံးတော့တပုတ်အနေနဲ့ဒါလက်ရှိလာရှိုးစစ်တုံးမှကိစ္စနဲ့ပတ်သက်ပြီးပြပြပေးပါမယ်လာရှိုးစစ်တုံးမှကျွန်တော်9ရက်နေ့ရက်တည့်ရက်ပဲလွတ်တာပါ9ရက်နေ့တည့်ရက်ပဲဒါရောင်90လွတ်တယ်လို့ကျွန်တော်တို့သိထားရတယ်ကျန်တဲ့ရက်တွေကလုံးဝလွတ်ပေးခြင်းမရှိသေးပါဘူးပြီးလို့ရှိရင်ဒါသူတို့အနေနဲ့ဒါလက်ရှိကိုကန်းအနေနဲ့လာရှိုးကနေပြီးတော့ဆုတ်ခွာပေးမယ်ဆိုတဲ့သတင်းတွေထွက်နေတယ်ပြီးလို့ရှိရင်ဒီ ကိုကန်တော့ထွက်ပြီမယ်နော်ကိုကန်ထွက်ပြီမယ်ဒါပေမဲ့လာရှုမှာနောက်ထပ်အဖွဲ6ဖွဲရောက်ပါမယ်နော်လာရှုကနောက်ထပ်အဖွဲ6ဖွဲရောက်မယ်ဘယ်ဖွဲတွေလဲဆိုတော့ကျွန်တော်လည်းမသိသေးဘူးကျွန်တော်တို့တရင်ရရှိတဲ့လောက်ကတော့ဒါတို့အစည်းအဝေးလုပ်တဲ့အချိန်မှာဒီအဖွဲ6ဖွဲရောက်ဖို့ရှိတယ်ဒီအဖွဲ6ဖွဲကိုလည်းဒါပြည်သူတွေကဝိုင်းရံပေးဖို့ဆိုပြီးတော့ဒါတို့အစည်းအဝေးလုပ်ပြီးတော့ပြောနေရတယ်သိရတယ်နော်အဲ့တော့စစ်ကတော့ပြန်တော့ဖြစ်ဖို့များတယ်နော်ပြန်တော့ဖြစ်ဖို့ရာခိုင်နှုန်းဖြစ်ဖို့များပါတယ်အဲ့တော့လာရှုမြို့မှာနေတဲ့ပြည်သူတွေနေနဲ့အထူးသတိထားပြီးနေဖို့ ဒါကျွန်တော်အနေနဲ့ဒီနေရာနေတိုက်ပွဲမှားကြလို့ရတယ်။ပြီးလို့ရှင်ဒီလက်ရှိနော်ကိုကန်ထွက်သွားပြီမဲ့ဒါလက်ကြံ6ဖွဲ့လာဖို့ရှိတဲ့အတွက်အဲ6ဖွဲ့နဲ့တက်နဲ့လှော်ကြအောင်ပါပါနော်ဆော်ကြအောင်မယ်။ဒါတော့ဒါလာရှုအချိန်နဲ့ပတ်သက်ပြီးပြောပြတာပါ။နောက်တစ်ခုတော့ဒါတရလေထိန်းချုပ်ထားတဲ့နေရာတွေကိုဒါကျွန်တော်မသိလို့အဲမီစီမာတို့ခေတ္တတို့ကိုကျွန်တော်မေးကြည့်ဦးမယ်။ဘယ်နည်းကဘယ်အချိန်ကဘယ်လကတမတော်နဲ့တရလီနဲ့အပြစ်ခက်ရစေးသဘောတူညီမှု လက်မဆာချုပ်ထိုးလိုက်တာလေမသိလို့မေးတာမသိလို့မေးတာเนาะကျွန်တော်မသိလို့မေးတာဟိုကျွန်တော်ပဲမသိလိုက်တာလားတော့မသိဘူးပေါ့เนาะလက်ရှိဒါမိစင်မာတို့ခေတ်တည်းရဲ့ဂျင်ညာချက်ထဲမှာတော့ဗာကြီးလဲဆိုလို့ရှိရင်ဒါသူတို့ခေါ်တယ်လို့ပေါ့ဗျာเนาะဂျမ်ဘတ်စတက်เนาะဂျမ်ဘတ်စတက်အနေနဲ့ဒါပြစ်ခတ်ရေးသေးရေးသဘောတူညီမှုယူထားတဲ့နေရာတော်တော်များများဟိုဒါတမတော်ကတီလီထိန်းချုပ်ထားတဲ့เนาะပြေလီထိန်းချုပ်ထားတဲ့เนาะနေရာတော်တော်များများကိုတမတော်ကဒါဘုံကျက်တိုက်ခိုက်ရှင်းနေနေတယ်ဆိုပြီး သူတို့အနေနဲ့ကြင်ညာတာတွေ့ရလို့နော်ဘယ်တော့ငါပြက်ခက်ရဆဲသဘောတူညီမှုစာချုပ်လက်မှတ်ထုတ်လိုက်ရတာမသိဘူးဘယ်ကောင်သွားထုတ်ရလဲလဲကျွန်တော်လည်းမသိဘူးနော်ကျွန်တော်တို့သိတဲ့လောက်ကတော့ဟိုငင်းကြီးဆွေးနွေးပွဲနဲ့ပတ်သက်လို့ရှင်တော့ဒါကဆရာတက်မှုဘူချိုကြီးကိုကိုဦးတက်လိတထားရှိတယ်ဒါသူ့ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပဲသူတို့လောက်တာရှိတယ်ဒါပေမဲ့ကျွန်တော်တို့သိလာဖေဖော်ဝါရီလ16ရက်နေ့ကဒါညနေဆွေးနွေးမှုလုပ်တယ်ဆိုတာပဲသိရတယ်။အဲ့ဒါလည်းဒါသဘောတူညီမှုပြတ်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့သိရတယ်နော်။ကျွန်တော်တို့သိရတယ်။ဒါပေမဲ့နောက်ထပ်တော့ဆွေးနွေးတာတော့ကျွန်တော်လည်းမကြားမိဘူး။ကျွန်တော်ပြည်သူတွေကကြားမိလားမသိဘူးနော်။ကျွန်တော်တော့တကယ် မကြမ်းမိလိုက်တာနော်သူတို့ပြောတာတော့ပြစ်ခတ်ရေးသေးရေးသဘောတူညီမှုထိုးထားတဲ့နေရာတော်တော်များများဟိုဒါတက်မတော်ကဘုံကျက်တက်ခိုက်ရှင်းနေတယ်ဆိုပြီးနော်ခစ်တက်တို့မိသမားတို့ကကြင်ညာနေတာပဲကျွန်တော်တို့အဲ့လိုလေးတော့တွေ့ရနော်နောက်တစ်ခါဒါမိသမားတို့ခစ်တက်တို့ကိုကျွန်တော်ပြောအောင်မယ်ကျွန်တော်ပြောအောင်မယ်အဲ့တော့ရုရှားကိုဦးမေအောင်လိုင်းသွားတာကဦးမေအောင်လိုင်းကသူ့သဘောနဲ့သူသွားတာလားလားနော်ဘာလို့လဲဆိုတော့နော်ဦးမေအောင်လိုင်းကရုရှားကို ဟိုတမတားကြီးပူတင်းကမဖိတ်ကြဘဲနဲ့သွားတဲ့ပုံစံမျိုးတွေပြောနေလို့နော်ပြီးအောင်မင်းတို့ကိုပြောပြပေးမယ်နော်ဦးမေအောင်နိုင်ရုရှားကိုသွားတာကမင်းတို့ပထွေးကဖိတ်လို့သွားတာလကားဖင်အားပြီးသွားတာမဟုတ်ဘူးသဘောပေါက်မင်းတို့လောင်လာလဲလောင်လောင်တဲ့အချိန်မှာလဲတင်းတဲ့တရင်ကိုလဲကွက်ကိုပြန်ပြီးတော့ဒေချာလေးလေးလာစဉ်းစားဆုံးဖြတ်အောင်ရုရှားကိုသွားတာမဲဖေပူတင်ကဗနရဲ့ဖိတ်ကြားလဲဆိုတာလဲပြောပြီးရဦးမြောင်လည်းဗနရဲ့ဖေယူတာလဲဆိုတာလဲမင်းတို့သေချာလေးလာဟုတ်ပူတင်တောင်းဆိုတဲ့ရက်တောင်မှဦးမြောင်လည်းမပေးဘူးမင်းမထွေးရ ဘနေရဖေယူတာလဲဆိုတာရေမှုလေးလာအောင်နွားတွေရဲ့ဆွတ်ဆွတ်ပြီးတဲအဲ့ဒါကိုသမတက်ပြီးမတက်တည်းရဲ့လေယုံနော်သမတက်ပြီးမတက်တည်းရဲ့လေယုံအဲ့အာရွဲတွေအာရွဲနော်အာရွဲဆိုတော့ကောဘာမှလည်းမသိဘူးနော်ပြီးဖြတ်ဖို့တော့ပဲသိရကွက်ခေါဖို့ပြီးဖြတ်ဖို့ဤသူကိုတတ်ဖို့တော့နိုးတော်ဖို့တော့ပဲသိတယ်အဲ့ကောင်မှာရုရှားကိုဖိတ်တာဒီဟိုဆွဲရုရှားကိုသွားတာဒီဦးမြောင်လိုင်းကသမရိုင်းပူတင်ရဲ့ဖိတ်ကြားချက်နဲ့သွားတာသမရိုင်းပူတင်ရဲ့ဖိတ်ကြားချက်နဲ့သွားတာသူသဘောနဲ့သူသွားတာမဟုတ်ဘူး နော်အဲ့ဒါကိုလည်းမင်းတို့သိဖို့လိုတယ်နော်သိဖို့လိုတယ်ဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒါဗမောအချင်းနေနော်ဗမောချင်းနဲ့ပတ်သက်ပြီးဒါဗမောမှာစစ်တွေဖြစ်နေဆဲပါနော်မြို့ပြည်သူတွေအနေနဲ့ဒါတချို့ပြန်ညင်းတဲ့ဖွဲ့ရှိတယ်မပြန်မာနေအောင်နော်သူတို့လက်ရှိတော်မှာနော်အဲ့ဗမောမှာကြံနေတဲ့လူတွေတော်မှာလက်တလို့ဒါထပ်ပြီးတော့ဆစ်ဆောင်လာတဲ့ဖွဲ့တွေရှိတယ်ဗမောမှာတိုက်ပွဲတော်တော်ပြင်းနေတယ်နော်တော်တော်တိုက်ပွဲပြင်းထန်နေပါလေဒါတော့တစ်ချက်ပေါ့ဒါဗမောချင်းနဲ့ပတ်သက်ပြီးပြောပြမယ်အဲ့ဗမောကလက်ရှိဒါတမတော်ကလုံးလုံးထိန်းချုပ်ထားတဲ့နှီးပါလောက်ရှိတယ်နော်သူတို့အနေနဲ့ဒါဗမောမှာမရလို့ရှင်ကျွန်တော်အရင်တစ်ခေါက်ကပြောသလိုပဲ ်ကေအိုင်အနေနဲ့ခွေးမျိုးတုံးပြီနော်ကေအိုင်အနေနဲ့ခွေးမျိုးတုံးပြီနော်ဒါပေမဲ့တက်ကဒါမျိုးမတုံးအောင်လူမျိုးမပြောက်အောင်ထိန်းထိန်းသိမ်းသိမ်းနဲ့လုံနေတာပဲရှိရပါနော်ထိန်းထိန်းသိမ်းသိမ်းနဲ့လုံနေတာပဲရှိရဲလက်ရှိတာမြေပြင်မှာအကြမ်းဖက်ကေအိုင်အကြမ်းဖက် PDF တွေအနေနဲ့အကြဆုံးနေများနေတယ်တစ်ဖက်မှာလည်းဒါတစ်ဖက်လက်နက်ကင်တွေအနေနဲ့နော်သူတို့နေမိထဲမှာဟိုကျူးကျော်လာတဲ့ဒါ KIA တွေကိုမောင်းထုတ်ဖမ်းဆီးရိုက်နှက်တပ်ဖြတ်နေရတာရှိတယ်အဲ့တော့ KIA အနေနဲ့ကဒါအကြဆုံးတွေတော်တော်များနေတယ်ဒါကတော့တစ်ချက်ပေါ့ ောက်တစ်ချက်ကတော့ဒါ AA เนาะ AA ထွန်းမြတ်နိုင်အနေနဲ့လည်းဒါလက်တလုံးမှာစင်မျက်နှာစာတွေအများပြဖွင့်နေအတွက်သူ့အနေနဲ့ဟိုကိုတက်နိုင်တဲ့စင်မျက်နှာစာကိုမဖွင့်မဲနဲ့เนาะစင်မျက်နှာစာထက်ပိုကျော်ပြီးဖွင့်နေအတွက်လက်ရှိအနေနဲ့သူတို့အနေနဲ့အရှုံးများပြီးတော့ဒါပြန်ဆုပ်နေရတဲ့အနေအထားမှာရှိတယ်။ငင်းချမ်းကြီးလမ်းကြောင်းမဟုတ်လိုက်ချင်တယ်လို့လည်းထွန်းမြတ်နိုင်တော့ပြောနေရပဲเนาะဒါတော့ရခိုင်ရှင်နဲ့ပတ်သက်ပြီးပြောပြတာပါလက်ရှိရခိုင်မှာဒါစပွဲတွေတော့ရှော့ဖြစ်နေတာပါเนาะအန်းတို့ပြီးတော့ ကွာတော့တော်တော်များများပေါ့နော်တော်တော်များများပါလားစစ်တီဖြစ်နေတယ်ဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒါတာတမတော်ကအကြီးကဲတင်နေကိုကျွန်တော် ပြောချင်တာတစ်ခုရှိတယ်ဗျနော်ပြောချင်တာတစ်ခုရှိတယ်အဲ့တော့ဗာလဲဆိုလို့ရှိရင်တကယ်စစ်တိုက်နေရတဲ့စစ်သားနဲ့တကယ်စစ်မတိုက်တဲ့စစ်သားနော်ညောင်းသေချာစဉ်းစားဆုံးဖြတ်ပါနော်ဒါကကျွန်တော်သူ့မိသားစုဘက်ကကျွန်တော်နည်းနည်းလေးရင်ထဲမကောင်းလို့ဒါကျွန်တော်ပြောပြတာနော်ခင်ဗျားတို့တချို့စစ်ဘိုးတွေရှိရဗျနော်တချို့စစ်ဘိုးတွေတချို့စစ်ဘိုးတွေနော်ခင်ဗျား ပခုံးမို့တပွန်းဆတ်တယ်မှာပြီဆိုကြဲကအခုနော်ယာရုတွေဒါကြီးလာတယ်ယာရုတွေဒါကြီးလာတယ်နော်စစ်စင်ရေးဆိုဘာမှမသိဘူးစစ်စင်ရေးဆိုရွာနာမဲလာလို့မေးရတဲ့ကောင်တွေတက်မတော်မှာအများကြီးအများကြီးနော်အဲ့လိုကောင်တွေကိုယာရုတွေတောက်ချောက်ပေးနေတာနော်တပွန်းနှစ်ပွန်းသုံးပွန်းနော်မူပါကဘုံမူ 2NC နော်ခင်ဗျားတို့တောက်ချောက်ပေးနေတာ 2NC ဆိုတာကဟိုတရင်တင်းရဲ့ဒုတိယတရင်မူယာရုကိုပေးတာကိုပြောတာခင်ဗျာအဲ့လိုကောင်တွေကိုခင်ဗျာစစ်စင်ရေးတွေ့ကြုံမရှိတဲ့ကောင်တွေအဲ့လိုယာရုတွေပေးလို့ရှိရဲ့ ညာတို့အဲ့ကောင်တွေရာရူးတွေသာတက်သွားတာနော်တကယ်တကယ်စစ်လဲဖြစ်ကောအဲ့ကောင်တွေကဘာမှမလုပ်တတ်တော့ဘူးစစ်ဆိုတာလည်းဘာမှလည်းမသိဘူးကျွန်တော်ဆက်နေပြောသလိုပဲစစ်ဆင်ရေးဆိုတာရွာနာမယ်လာလို့မေးတဲ့ကောင်တွေအဲ့လိုကောင်တွေကျွန်တော်တို့တမတော်မှအများကြီးရှိတယ်နော်ညာတို့မယုံမရှိနဲ့ကျွန်တော်ကိုတွေ့ကျွန်တော်ကိုတွေ့နော်ကျွန်တော်တွေ့ကျွန်တော်ကိုတွေ့တွေ့ခဲ့ရတဲ့ကောင်ပြောရအောင်တမတော်မှအဲ့လိုဟာအလွဲတွေဖြစ်နေတဲ့အတွက်တခါတလေကျွန်တော်တမတော်မှပေးဆက်တိုင်းမတန်ဘူးပြနော်တမတော်မှတခါတလေပေးဆက်တိုင်းမတန်ဘူးနော်အဲ့တော့ဆိုလိုချင်တာကလက်ရှိတဲ့ရခိုင်မှာဖြစ်သွားတဲ့နော်ဒါ 2C တယောက်ရဲ့ဖြစ်ပြက်လေးပါ နော်ဒီ A ကနေပြီးတော့နော်ဒါအင်အားအလုံးရင်းနဲ့သူစမ်းကိုဝင်လုံးနေဝင်လုံးနေချိန်မှာအင်အား100ကျော်လောက်နဲ့အင်အား100ယောက်လောက်နဲ့ဘယ်လိုမှမမြတ်တော့မမြတ်တော့အဲ့တော့သူတို့ပါဖြစ်လေစခန်းကိုဆုတ်ခွာရဲစခန်းဆုတ်တဲ့ခွာတဲ့အချိန်မှာဒါလူစုတွေကွဲသွားတယ်နော်လူစုတွေကွဲသွားတယ်ဒါတူအန်စီနဲ့တစ်ဖွဲပါသွားတယ်လို့တခြားအဖွဲနဲ့လည်းတစ်ဖွဲပါသွားတယ်နော်အဲ့မှာတည်သလားရှင်သလားလည်းမသိအောင်တင်သလားတည်သလားရှင်သလားလည်းမသိအောင်အဲ့တော့အဆက်အသွယ်ကြီးပြတ်တော့ပါတယ် အဲ့ဒါကိုဗျာခင်ဗျားကိုခွန်မဲ့ပြက်ကွက်ကျင်ညာတာကိုဒီခင်ဗျားတို့ဟုတ်ပါတယ်နော်အဆက်အသွယ်လုံးဝမရတော့လို့နော်ခွန်မဲ့ပြက်ကွက်လို့ကျင်ညာမယ်ဆိုလဲကျင်ညာလိုက်ပါခွန်မဲ့ပြက်ကွက်နော်ဘာမှမဖြစ်ဘူးခွန်မဲ့ပြက်ကွက်ဆိုတာကအချိန်မီးပြန်လဲပြင်ဆင်လို့ရတဲ့အရာတွေပါခင်ဗျားတို့တခုရှိရကလက်နဲ့နဲ့ခွန်မဲ့လို့ကျင်ညာတာကသူ့ဘဝဆုံးပြီနော်သူ့ဘဝဆုံးပြီခင်ဗျားအဲ့ two and c ရဲ့ဘဝတော်တော်ဆုံးသွားပြီသူတက်ရှိထင်ရှားရှိနေရင်လဲဘဝဆုံးသွားပြီနော်ပြီးလို့ရှိရင်သူ့ရဲ့မိသားစု သူ့ရဲ့မိသားစုသူ့မွေးထားတဲ့တပ်သမီးတွေ သူမွေးထားတဲ့သားသမီးတွေရဘဝရှိကြီးသွားပြီအားလုံးကရေစုံမျိုးသွားပြီရေစုံမျိုးသွားပြီဘာဖြစ်လို့လဲသူ့ဖေဒီတက်မတော်မှာလက်နဲ့နဲ့ခွန်မဲ့ဆိုတော့အပြစ်ကြီးရှိနေတဲ့အတွက်သူတို့မှနိုင်ငံဝန်နဲ့လုံးလို့မရတော့ဘူးနိုင်ငံဝန်နဲ့လုံးလို့မရတော့တာအဲ့ပုံမှာဒါကြောင့်ခမောင်းအနေနဲ့နော်ဟိုကျွန်တော်တို့ခင်ဗျားတို့ဒီဖြစ်တဲ့ဖြစ်စဉ်တွေနော်ပတ်သက်ပြီးကြောအသေးသေးလေးကြောလိုက်တော့လိုက်ဆောင်စမ်းကြည့်တာပေါ့နော်ဒါပေမဲ့ဖြစ်တဲ့နိုင်လေးရှိတယ်လို့မဖြစ်တဲ့နိုင်လေးရှိတာပေါ့အဲ့တော့ဟို ခွန်မဲပြက်ကွက်လို့ကြီးညာလိုက်တာကလက်ခံပေးလို့ရပါခဲ့ပေမဲ့နော်ခွန်မဲပြက်ကွက်လို့ကြီးညာတာရခဲ့ပေမဲ့လက်နဲ့နဲ့ခွန်မဲပြက်ကွက်ဆိုတာကအရန်တားဆိုးဝါးလွန်းနဲ့ပြမှုကြီးဖြစ်တဲ့အတွက်ဒါလေးတွေကိုတေချာစစ်စစ်ပြီးတော့ဒါရခိုင်နော်ရခိုင်မှာဖြစ်တဲ့တူအိုင်စီပါဒါလေးကိုတေချာစစ်စစ်ပြီးတော့ဒါပြန်လဲစစ်စစ်စေချင်ပါတယ်နော်ပြန်လဲစစ်စစ်ချင်ပါဒါပြောတောင်းဆိုတာပါနော်တောင်းဆိုတာသူတို့မိသားစုရဲ့ရှေ့ရေးတော့ကိုကျွန်တော်ကတောင်းဆိုတာပါနော်လက်ရှိကြံခဲ့တဲ့သူမိန်းမနဲ့သူကလေး၃ယောက်လား၂ယောက်လားမသိဘူးရှိတယ်ဗျနော်ရှိတယ်ကျွန်တော်တို့သိထားတော့ရှိတယ်အဲ့ဒီတူအိုင်စီကလည်းသူကဒါဆားပြီးတော့ ရာရှိဆိုတဲ့နော်တပွန်းစတင်ကလေးကဒီတူကိုင်းစီဘဝအထီးကိုသူကနာမည်ပြတစ်ခုမှမရှိခဲ့ဘူးလို့ပြောတယ်နော်အခုမှဘလို့ဖြစ်လဲတော့မသိဘူးဟိုယောဂတလန်းကြီးနဲ့တောင်မှဒါစစ်တိုက်တာနော်ယောဂတလန်းကြီးနဲ့တောင်စစ်တိုက်တာဒါကြောင့်မလို့တခြားလေးတော့စီစစ်ပေးသေးကြမှာတယ်လို့ကျွန်တော်လည်းပြောရင်းနဲ့နော်နောက်ပြီးတော့ခင်ဗျားတို့ယာတို့ပေးတာတွေမှားနေတယ်နော်ယာတို့ပေးတာတွေမှားနေတယ်ခင်ဗျားဗျာတပွန်းစတက်ကလေးကအခုဒုတိယတရမှုတွေဖြစ်တည်အထီးကိုနော်စစ်စင်ကြီးတွေ့ကြုံဘာမှမရှိဘူးကျွန်တော်ပြောတာတိုက်ပွဲဖြစ်တာကိုပြောတာမဟုတ်ဘူးနော်ရှေ့တန်းဆိုတာဘာမှမသိတာ